ိုက်ဆိုကအားလုံးပဲမင်္ဂလာပါခင်ဗျာကဲကျွန်တော်တို့ Manchester United မနက်ဖြန်စနေနေ့ညအစောပိုင်းတပွဲဖြစ်တဲ့ Nottingham Forest နဲ့ပွဲသူတို့ရဲ့အိမ်ဝဲမှာတွားရောက်ရှင်ပြိုင်မဲ့ပွဲပေါ့နော်အဲ့ဒီပွဲကိုဒီဗီဒီယိုမှာကျွန်တော်တို့ပွဲထွက်လူစီရင်ခံမဲ့ပွဲထွက်လူစီရင်နဲ့ပြောလို့ရှိရင်ဘလို့ပုံစံမျိုးနီးစနစ်မျိုးတွေနဲ့ကျွန်တော်တို့အသာကြီးယူနိုင်တယ်ကျွန်တော်တို့ခံရနိုင်တယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာသုံးသပ်ကြည့်လိုက်အောင် ကျွန်တော်အရင်ဆုံးအနေနဲ့ Manchester United မနက်ဖြန်ဘလို့ပုံစံမျိုးတွေနဲ့တွေ့ရမလဲဘလို့ challenge မျိုးတွေနဲ့တွေ့ရမလဲပေါ့နော်ကြော်ပြီးခံမှန်းမယ်ဆိုလို့ရှိရင်အနည်းဆက်ဆုံးအနေနဲ့ကျွန်တော်အနေနဲ့ကတော့ Brentford နဲ့ Sunderland နဲ့ပွဲနဲ့တွားပြီးပုံစံတူလိမ့်မယ်လို့ပြောလို့ပြောရမယ်ဗျာ Brentford ပွဲကကြတော့ရှုံးခဲ့တယ်စန်ဒါလန်နဲ့ပွဲနိုင်ခဲ့တယ်ဘရန်ဖို့ပွဲမှာမှားခဲ့တာတွေစန်ဒါလန်မှာပြန်ပြီးတော့ပြင်လဲပြင်လဲနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ပုံစံကတော့တိတ်တူမတကိုအာတူပအိုက်ပွဲနှစ်ပွဲနဲ့အခုလာမယ်နော်တိုင်ငံဖောရက်စ်ပွဲနဲ့ ိတ်မကွာဘူးအဲ့တော့ဒီပွဲကလွယ်မလားလို့ပြောရလို့ရှိရင်တော့ပလမ်မလိုနဲ့ခက်မဲ့ပွဲလို့တော့ပြောရမယ်ဒါပေမဲ့အခုလက်ရှိဖြစ်နေတဲ့ Manchester United ရဲ့အရှိန်အဟုန်လေးကတော့အရန်ကိုကောင်းနေတယ်လို့ပြောလိုက်ကစားသမားတွေမှာဖြစ်နေတဲ့ confidence တွေပြီးလို့ရှိရင်သူတို့ရဲ့ team work တွေကတော့အရန်ကောင်းလာပြီအထူးသဖြင့် Brighton နဲ့ပွဲမှာမြင်ရတာပေါ့ man to man သူတို့ရဲ့ physicality တွေအရန်ကောင်းတာတွေလုံးဝ hard work မရှိတာတွေလုံးဝ light တာတွေလုံးဝညှာတာတွေ short တာတွေမရှိတာတွေအကုန်လုံးမြင်နေရတာအရန် positive အပေါင်းအသင်းကနာဆောင်နေဗျအဲ့ဒီအတွက် ကျွန်တော်ဒီပွဲကိုသုံးသပ်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကခတ်မယ်ဆိုလည်းအဲ့လောက်လည်းမခတ်ဘူးလွယ်နိုင်တယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောရလဲဆိုတော့တစ်ဖက်ချမ်းကိုပြန်ကြည့်တာပေါ့နော်။ကျွန်တော်ခုနပြောသလိုပဲအာဆန်ဘရန်ဖို့နဲ့ပွဲမှာသူရှုံးသွားတယ်။ဥပမာဗျာပေးရလို့ရှိရင်ကိုညာလဲသွားတယ်ပထမဝိုးပေးလိုက်ရတော့ဘရန်ဖို့နဲ့ကိုညာလဲသွားတယ်။ကိုညာချင်းချင်းပြန်မထအောင်မလိုက်ဘူး။နော်မလိုက်ပဲနဲ့ဟန်ဒါဆန်တင်လိုက်တဲ့ဘောလုံးနဲ့ကိုပေးလိုက်ရတယ်ပေါ့နော်အလေနောက်တန်းကနေရှေ့တန်းကြီးတိုင်ပြီးတင်ပေးလိုက်တဲ့ဘောလုံးကနေပြီးတော့ကိုပေးလိုက်ရတယ် အဲ့ဒီ base မှာအမိုရင်ကအကြီးကျယ် on နေတာကျွန်တော်တို့အမြင်ပဲအဲ့တော့နောက်တစ်ပွဲလဲကြောက်ပါလို့လေကိုညောင်ထုတ်တယ်မင်းစင်မောင်းထည့်လိုက်တယ်ကျွန်တော်ပြောတာအဲ့လေပြီးတော့နောက်တစ်ပွဲအဲ့အဲ့ဒီပွဲမှာပဲဥကတိဥကတိအလယ်တန်းကပြတ်တယ်အဲ့ပြီးတော့ပြန်မထအောင်ချက်ချင်းပြန်မလိုက်အဓိကပြန်လိုက်အဲ့ဒါလဲ base ကနေအမိုရင် on နေကျွန်တော်တို့အမြင်ပဲအဲ့တော့အဲ့ဒီရပြီးတော့ဥကတိလည်းပါမလာတော့အဲ့ဒါတွေမြင်ရခြင်းအပြင်အမိုရင်က အရန်ကိုအတင်းရဒီကစားသမားတွေကို message တွေပေးတာတွေကအရန်ကြီးကို on point ပြတည်လားဒီ message ပေးတာတွေကဘသူမင်းဘသူလဲပါတယ်ကံပြူးမဆိုင်ဘူးမင်းငါလိုချင်တာငါလုပ်ချင်တာငါဖြစ်ချင်တာကိုလုပ် structure မပြတ်စေနဲ့ငါပြတိုင်းနေစနေမဟုတ်လို့ရှိရင်မင်းထုံတယ်အဲ့ပုံစံမျိုးပဲကျွန်တော်ပြောချင်တာအမောက်အမှန်ပြင်တာတွေကတည်လားအဲ့တော့ စနလန်နဲ့ဖြစ်သွားတဲ့ပွဲမှာဆိုလို့ရှိရင်ဒီဇက်နီရှာကာကိုကောင်းကောင်းယူရှတ်ဒေါင်းလုပ်နိုင်တယ်လေဟန်ဒါဆန်ကိုသူတို့မလုပ်နိုင်နိုင်ဘူးရှတ်ရှတ်ဇက်ကာကိုရှတ်ဒေါင်းလုပ်နိုင်နိုင်အဲ့လိုပုံစံမျိုးတွေပေါ့နော်အမောက်အမှန်ပြင်တာတွေကအရန်ကောင်းနေဗျအဲ့တော့ဒီလိုပုံစံမျိုးဒီ Brandford တို့စနလန်တို့နဲ့ပုံစံမျိုးပုံသူမျိုးပုံစံနည်းနည်းနီးစပ်တယ်ဗျပုံစံမျိုးနဲ့အခုတွေ့ရမယ် Nottingham Forest Nottingham Forest ကကျွန်တော်ဘာလို့အဲ့လိုပြောလဲဆိုတော့ Sean Dyche ကြောင့်မလို့ Sean Dyche ကသူ့ရဲ့အကြောင်းကိုနည်းနည်းလေးပြောလို့ရှိရင် Sean Dyche ကလွန်ခဲ့တဲ့ 2012ပေါ့အဲ့လောက်လောက်တည်းကသူသူက Premier League မှာတကယ်ပြောရရင် Dark Horse ပြအတင်းကြီးတက်တဲ့အတင်းမျိုးဘန်လီကဘန်လီကအဲ့တော့သူ7နှစ်လောက်ကြီးဘန်လီမှာသူရှိလာတယ်ဘန်လီကလည်းသူ Sean Knight ကအချိန်တန်းမှာတော့မပါဘူးဗျအချိန်တန်းမှာမပါဘူးသူက Premier အာတန်းစင်းဆောင်ကနေပြန်ကယ်ရတာတွေခဏခဏပြောရလို့ရှိရင်ဒီ Europe ဘောလုံးရဖို့ Europe ကန်နိုင်ဖို့အတွက်ဒီပါပန်လီကပါလာခဲ့တာရှိတယ်ဗျအဲ့တော့ သူသူတို့အရင်တော့ on form ဖြစ်တော့အချိန်တော့ဆိုလို့ရှိရင် media တွေကအစသူ့ title challenger တွေပါလို့ပြောတယ်ပန်နီတမပြောတာပေါ့နော်အခု crystal palace ဆိုပါပုံမောက်တို့ဖြစ်နေတဲ့ပုံစံမျိုးဒီလိုမျိုးဘန်လီကအဲ့လိုမျိုးကစားခဲ့အဲ့ဒီအချိန်တော့သူတို့ကစားတော့က442 Sean Dyche က442ရဲ့တကယ်အာလုံးဝယုံကြည်တဲ့ philosophy တမကြီးပြ442ကိုအရင်ယုံကြည်အဲ့ဒါကြောင့်မလို့သူ old school လို့ကျွန်တော်ပြောတာ442ကနေစင်တာ premier league 442ဟာနေပြီးအခုချိန်ထိ ဆွဲကန်တာတော့ပဲဒါပေမဲ့သူနည်းနည်းလေးတော့ update လုပ်တယ်ပေါ့နော်4411ဖြစ်သွား4411နဲ့ဘန်ဒီမှာလည်း4411နဲ့ပဲသူအောင်မြင်တာပါအဲ့တော့သူကဒီဗီဒီယိုမှာဆိုလို့ရှိရင်သူနီးစနစ်ပိုင်းတွေကိုသူ့ရဲ့ philosophy ကိုကောင်းကောင်းကြီးရှင်းပြထားတယ်ဗျအဲ့ဒီအရာတွေကိုကျွန်တော်ကြည်ချင်းအပြင်ဒီပွဲမှာသူအခုပေါ်တိုနဲ့ကန်တဲ့ပွဲပဲဖြစ်ဖြစ် Northern Forest မှာပေါ့နော်ပေါ်တိုနဲ့ကန်တဲ့ပွဲပဲဖြစ်ဖြစ်ဘောမောက်နဲ့ကန်သွားတဲ့ပွဲမှာပဲဖြစ်ဖြစ်ရှုံးနဝဲနိုင်တဲ့ပွဲရှုံးနေနှုတ်နှုတ်ဒါပေမဲ့ သူ့ရဲ့ကစားတဲ့ပုံစံတော့ရှင်းတယ်က441နဲ့ထွက်လာတယ်442ပြီးတော့ချင်းအရန်ကော်ပိုက်ဖြစ်တယ်သူကတသိန်းလုံးတသိန်းလုံးစင်တမကျွန်တော်ခုနပြောသလိုမျိုးထက်မလို့လို့လို့နဲ့လွယ်မယ်ဆိုတာကကြတော့ဘာကြောင့်အဲ့လိုပြောလဲဆိုတော့တစ်ဖက်မှာကြတော့ဒီ short time ရဲ့အသင်းကအခုချိန်မှာမကြသေးဘူးသူ့ရဲ့ philosophy သူ့ရဲ့နည်းစနစ်သူဖြစ်ချင်တဲ့အရာလေးကိုဒီအသင်းမှာသူ implement လုပ်နေတာပေါ့နော်ထည့်သွင်းနေတာတွေကကစားသမားတွေကိုယုံလုပ်နေတာတွေကမကြသေးဘူးအခုချိန်မှာ Manchester United မှာကြတော့ကစားသမားတွေကကောင်းကောင်းနည်းပြရဲ့နည်းစနစ်ကိုတည်နေပြီ ဘာလို့ဖြစ်ခြင်းလဲဆိုတာသိနေပြီအဲ့တော့အဲ့လိုမျိုးဖြစ်နေခြင်းဟိုဘက်ကသိမသိသေးဘူးဒီဘက်ကသိနေပြီဆိုတော့အဲ့ဒီဟာက Manchester United အသာစီးပြသူတို့ပြိုလဲသွားအောင်လုပ်နိုင်တယ်ပြိုလဲသွားအောင်လုပ်နိုင်ဒါပေမဲ့လည်းသို့တော့အဲ့လိုပြောရခြင်းပဲမဲ့ဒီပွဲကကျွန်တော်အတွက်ကတော့ဒီကိုပြေးလောက်ပဲလို့မထင်ဘူးပြအလွန်ဆုံးမှသွားမှ1011အဲ့လောက်ပဲ20တောင်မှတော်တော်ခတ်လိမ့်မယ်နောက်ကိုပြောက်ကိုတော့တော်တော်ခတ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ရှောင်းတိုက်ကအရန် low block ကစားတယ် low block တောင်မှသူကအရန် combat ကစားတယ်ဒီလိုမျိုး ပေးဒီ win နှစ်ဖက်မှာဒီ down နှစ်ဖက်မှာဆိုလဲဒီလို runner တွေကအရန်ခတ်ခဲထွက်ဖို့အတွက်ဒီလာဟိုဒီဒီဒီ low block ဆိုပေမဲ့ဒီ runner တွေကအနောက်ပြန်ပြန်လိုက်တာတွေကအရန်ကောင်းတယ်ဗျာ penalty area လေးလက်ထိဟိုဒီဘက် win back တန်းနေရောအဲ့တော့ဒီနေ့ပွဲကကျွန်တော်တို့ ကျွန်တော်အတွက်ကတော့ပွဲထက်လူစီရင်တဲ့နီးစနစ်ပိုင်းဖြစ်လာနိုင်တဲ့နီးစနစ်ပိုင်းကိုမပြောခဲ့ပါကျွန်တော်အတွက်ဒီနေ့ပွဲကအရန်အရေးကြီးတာက Manchester United အတွက် Sean Dyche ကိုအနိုင်ယူမယ်ဆိုလို့ရှိရင်အဓိကကစားသမားတွေကဘယ်သူတွေဖြစ်မလဲဆိုတော့ Win တစ်ဖက်ပြ Win တစ်ဖက်အရန်အဓိကကစားသမားဖြစ်မယ်နောက်တစ်ယောက်က Casemiro Casemiro မဟုတ်ရင် Bruno ဘောနော်အဲ့အလျာနေ First Person နေပေးမယ်လူတွေအဲ့ဘက် Win မဲ့နှစ်ချမ်းကိုခွဲထုတ်မယ်ကြတယ်အဲ့တော့ Win တစ်ဖက်ဆိုတော့ Amad တို့ Delot တို့ ပြိုကူလားဖြစ်မလားအဲ့တော့အဲ့ဒီဟာဒီနှစ်ယောက်ကအရန်အရန်ကိုအရေးကြီးမယ်ပွဲဒီပွဲကဒီပွဲအမ်ပေါ်မိုးတို့ကိုညာတို့တက်ဒီအဲ့ဝင်းတစ်ဖက်ကအရန်အရေးကြီးမယ်ပွဲသူကအမြန် transition ပြန်လုပ်ရမှာရှင်းပြောလို့ရှိရင်အာဒီ compact အရန်ဖြစ်တဲ့ low block တမားတွေကိုမြားခေါ်ထုတ်ပြီးတဲ့အချိန်မှာပြန်ပြီး transition ကိုအမြန်ဆွဲထုတ်ပြီးဝင်းနေပြန်နေထွက်ပြေးရမှာအဲ့ဒီလိုမျိုးတိုက်မှာရမယ်အဲ့တော့ကျွန်တော်တို့ဒီဟာတွေကိုပို့ပြီးတော့အတွင်းကြကြ detail တွေကိုတခြားကျွန်တော်တို့ပွဲတော့လူစင်းနဲ့တူတူကြည့်လိုက်အောင်အရင်ဆုံးအနေနဲ့ကတော့ Nottingham Forest က လူစီရင်ပေါ့နော်လူစီရင်ကိုအရင်ကျွန်တော်ချထားတယ်ဒီမှာပြထားသလိုပဲနောက်နိုင်ငံ forest မှာတော့ဂျန်ဂျင်ကိုကနာနေတယ်လဲပြီးတော့ chris wood နာနေတယ်အဲ့တော့အဲ့နေရာကတခြားနာနေတဲ့နေရာသုံးယောက်လည်းရှိသေးတယ်ဒါပေမဲ့အတီးကပါလာရတဲ့လူအဲ့နေရာကနာနေတဲ့အတွက်ဒီပုံစံနဲ့ထွက်လာမှာပေါ့နော်ရှေ့တန်းမှာတော့ jesus ဖြစ်မယ်အာမယ်အလဲမှာတော့ gaswhite ဖြစ်မယ်ဒီဘက်မှာတော့ andoy ဖြစ်မယ်ဟိုဘက်မှာ hazan andoy ဖြစ်မယ် and elia henderson anderson douglas louis ပြီးတော့လို့ရှိရင်နောက်မှာ sabona melkovich မော်ရီလိုပြီးရင်ဝီလျံပေါ့နော်ဒီဘက်မှာတော့ဆဲလ်အာဂိုးသမားတော့ဆဲလ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့ပွဲထွက်လာလေးပဲ442 442 4411ဒီပုံစံပေါ့ hybrid ပေါ့ဗျာဒီလားဒီ44ဒီဒီလိုလဲဖြစ်သွားမယ်ဒါမှမဟုတ်လို့ရှင်ဒီလိုလဲတိုက်ရင်တန်နေမယ်အဲ့လိုပုံစံမျိုးနဲ့ပဲဥစားဖြစ်နေမယ်ဒါမှအဲ့ဒါကိုလဲကျွန်တော်တို့4231လို့လဲပြောလို့ရတယ်အဲ့တော့သူကဒီလိုမျိုးလဲလဲဖြစ်ဖြစ်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီ442ကနေပြီးတော့ ခွဲထွက်လာတာပေါ့နော်အဲ့တော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင် Manchester United ကပွဲထွက်သူစီးရင်လည်းကျွန်တော်အရင်ဆုံးချလာရအောင်ဂိုးသမားကတော့အကုန်လုံးတည်တယ်ဒါညင်းမလာမသေးကြပဲ100%လူစီးရင်မသိခင်လည်းကြိုးတည်ရစင်နာလီမဲမဲဓာတ်ထွက်လာကြတော့တအောင်ရှိပြီးတော့စင်နာလီမဲအဲ့ဒီပွဲဒီနေ့ပွဲမှာအာမနက်ဖြန်ပွဲမှာအရန်အရန်ကိုအရေးကြီးမဲ့ပွဲကျွန်တော်အနေနဲ့အရေးကြီးမဲ့ဆိုပေမဲ့ယုံနေဘာပြောလို့လဲဆိုတော့ Gibbs White တို့ Hazard and Wayne တို့က Manchester United က လိုင်းကြားတွေကနေတွင်းမဲ့ကိုးတွေရှိရဲလှမ်းကံမဲ့ကိုးတွေရှိရဲသူတို့ပေါ်မောက်တို့ကစားသွားတဲ့ပုံစံမျိုးတွေပေါ်တိုကစားသွားတဲ့ပုံစံမျိုးတွေအဓိကပေါ်တိုနဲ့ကံတော့ကံသွားတဲ့ပုံစံတွေအဲ့ဒါတွေကကိုးသမားဖမ်းရမယ်လုံးနေရှိတယ်ဒါပေမဲ့လင်းမောင်းကျွန်တော်ယုံနေသူ့တဲ့အားတာတယ်လင်းမောင်းတိုက်ကောင်းကောင်းပြစ်နိုင်နေတိုက်အဲ့တော့နောက်တန်းကကျွန်တော်တို့ဘယ်သူကြည့်မလဲဆိုတော့ဒီဘက်ချမ်းကတော့လူရှော့ဖြစ်နေမယ်အာမာတီနက်စ်ကတော့ပြန်ကောင်းနေပြီအရန်လက်ပါခြင်းနဲ့ပြောတယ်ဒါပေမဲ့သူနည်းနည်းသူ့ရဲ့ training လေးသူ up to speed ဖြစ်အောင်လို့ training လေးဆက်ပြီးစင်းနေအဲ့တော့ သူမပါသေးဘူးဗောနော်ဟိုကတော့အရင်ကောင်းနေတန်ရာကတော့ကောင်းနေပြီဒါပေမဲ့သူတို့ရဲ့ training routine တွေသူတို့ကျင့်ဟိုအနေနဲ့ဟိုတူအောင်လို့အသင်းနဲ့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ level ညီဝအောင်လို့သူတို့ဟို chain နေတော့မဲ့ပေါ့ frequency ညီဝအောင်အဲ့တော့လူရှော့ပါလာမယ်အဲ့တော့ဒီအလဲမှာတော့ delete ဖြစ်မလားမကွာရဖြစ်မလားပေါ့နော်အဲ့တော့ကျွန်တော်တို့ sanderland နဲ့ပွဲမှာတော့ delete brandfort နဲ့ပွဲမှာတော့မကွာရမကွာရဖြစ်သွားတယ်အဲ့တော့ဒီပွဲက မဂွာယာလည်းပါလာနိုင်တယ်လို့ကျွန်တော်မြင်တယ်ဗျ။အော်ဒါပေမဲ့ sorry ဒါပေမဲ့မဂွာယာကအခုချိန်ထိတန်ရာရနေတော့မှာအဲ့ဒါဆိုလို့ကျွန်တော်ညင်းစရာလည်းမလိုတော့ sorry အဲ့တော့မဂွာယာထွက်မဂွာယာပြတ်တဲ့ဆိုတော့ delete delete ဟိုဘက်ချမ်းပါဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်သူရှိမလဲမဇာရာဝီရှိရင်ရှိမရှိလို့ရှိရင်လန်နီယောလို့ကျွန်တော်တို့ကလည်းဒါလည်းရှင်းပါတယ်မဇာရာဝီယောလို့ပဲဖြစ်လိမ့်မယ်လန်နီယောလို့ပဲဖြစ်လိမ့်မယ်အဲ့တော့အလဲမှာတော့ကာစမီရိုနဲ့ဘရူနိုကာစမီရိုကအရန်အရန်ကိုအရေးကြီးတဲ့ကစားသမား on ball off ball အရင်အရေးကြီးမဲ့ကစားသမားအဓိကကကျွန်တော်တို့ကာစီမဲလိုပေါက်တက်ကြရနဲ့ဆွဲချပြီးတော့ record မပြပါစေနဲ့လို့ဆိုတောင်းဒီပွဲကဘာဖြစ်လို့လဲဆိုတော့ပွဲထဲမှာကိုယ့်ဆရာတို့ကြည့်ကြည့်ကာစီမဲလိုကဒီပွဲမှာအရင်ကအရေးကြီးမဲ့ကစားသမားဖြစ်လိမ့်မယ်ပြီးတော့ Bruno Fernandes တည်တာတယ် win win ကတော့အမတ်တည်တာပဲအမတ်ကလည်းအမတ်နဲ့အန်ပွဲမူကကျွန်တော်ထည့်လိုက်မယ်ဗျာကျိုးတော့မအောင်ပြောစရာမလိုအဲ့နှစ်ယောက်ကတော့အသေးကြနေတာဒီဘက်ချက်မှာတော့တူကူရှိမယ် ပြီးတော့ဒီကိုတက်လို့ရှိမယ်အဲ့နှစ်ယောက်ကကျွန်တော်မသိဘူးကျွန်တော်မသိဘူးဆိုတာကနီးစနစ်ပိုင်းကျွန်တော်ပြောဆိုလဲခံမှန်းတဲ့အချမ်းမှာဆိုလို့ရှိရင်ဒီပွဲကဒိုဘူးနဲ့ပို့လိုက်တယ်ဒါပေမဲ့ဒိုဘူးမှာ quality တွေပြဿနာတွေရှိနေတယ်အဲ့တော့ဒီကိုတက်လို့ကိုပဲကျွန်တော်ထည့်မယ်လို့ထင်တယ်နီးပြလည်းကျွန်တော်လည်းမသိဘူးเนาะဒါပေမဲ့တကယ်တမ်းအပြင်ပိုင်းနဲ့ကြည့်လို့ရှိရင်ဒိုဟူကပို့ပြီးပွဲဒီပွဲနဲ့လိုက်တယ်ဒါပေမဲ့ဒိုဒီရေကိုတက်လို့ပေါ့เนาะဒီရေကိုတက်လို့ရှင်ထဲထဲပို့များတယ ဒီဘောဒက်လော့ကလည်းပုံပြီး combat ကစားတဲ့မှာနည်းနည်းဘောလုံးထိန်းတာပို့ပြီးတော့ဒက်လော့ကပုံပြီးတော့ငြိမ်နေပေါ့နော်တကူလည်းစားလို့ရှင်ပြီးတော့နောက်တစ်ခုကကျတော့ကိုညာရဲ့မောင်ရဲ့ဒီဘက်ချမ်းပါလီဗာပူးပွဲအပီးမှာဆိုလို့ရှင်တော့ကျွန်တော်ပြောချင်တာကျွန်တော်မောင်ကိုထည့်ချင်တယ်ဗျာဒါပေမဲ့ brighton နဲ့ကန်သွားတဲ့ကိုညာရဲ့ခြေကြီးကကျွတ်စင်တိုက်သွားဒါပေမဲ့လည်း ဒါပဲမဲ့လေဒီနေ့ရောက်ကကျွန်တော်မတေးကြဘူး။ကိုညာဘက်ကတော့80ရာခိုင်နှုန်းကျွန်တော်ပို့ပေးတယ်။20ရာခိုင်နှုန်းကကျွန်တော်မောင်းအောင်ပါကြောင်ပေးခြင်းလဲဆိုတော့ဒီပွဲရဲ့ပုံစံရရှွန်တိုက်ကကစားတဲ့ပုံစံရအရန် compact ဖြစ်တယ်။အရှွန်ဘက်သူ့ရဲ့ compact ဖြစ်တယ်ပြောတော့ပြည့်ရှင်းပြသွားမယ်။အဲ့တော့ကိုညာကိုကျွန်တော်ထည့်ထားမယ်။မေစင်မောင်းအောင်ထုတ်တာ။ပြောရလို့ချင်းအလဲမှာ set score ကျွန်တော်တော့မထင်ဘူး။ target man လို့ရတယ်။အဲ့တော့ force 9ကစားမယ်လို့တော့မထင်ဘူး။အဲ့တော့ဒီနေ့ပွဲကတော့ဒီလိုပုံစံနဲ့ ပွဲထွက်လာပါလိမ့်မယ်ကျွန်တော်ရဲ့အမြင်အထင်နီးစပ်ခံမှတ်69ရာခိုင်နှုန်းပဲဖြစ်မှာပါကျွန်တော်အဲ့လိုတော့ပြောရဲတယ်ဗျာပြောတယ်အဲ့တော့ပုံစံနဲ့ပွဲထွက်လာလိမ့်မယ်ကျွန်တော်တို့အဲ့တော့ကစားတဲ့ပုံစံကစားတဲ့ပုံစံဆိုကျွန်တော်တို့ဘယ်လိုဘယ်ဟာစပြော off ball on ball on ball ကိုအရင်စပြီးပြောမလား off off ball ကိုအရင်စပြီးပြောမယ်ဗျာဒီပွဲက off ball က Brighton နဲ့ Sunderland နဲ့ပွဲလိုမျိုးပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာဖြစ်နိုင်တဲ့ပုံစံပေါ့နော်ပွဲမှာအများစုဖြစ်နိုင်တဲ့ပုံစံက နော်တက်ကဖောရက်စ်ကနေပြီးတော့စပြီးပြောမယ်ဗျာရှွန်တိုင်းပုံစံကျွန်တော်ပြောမယ်သူ့ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ဘောလုံးကိုဒီမှာအလောက်တန်းကိုပေးပြီးကစားတယ်သူ့ရဲ့ပုံစံကဒီရှေ့တန်းကဒီလိုမျိုးထိုင်တယ်ဒီလိုမျိုးထိုင်တယ်အဲ့တော့ဒီနေ့ပွဲမှာစင်နာလီမန်ကကန်တင်မှာရှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်တောက်ရှောင်းတော့ကျွန်တော်လီဗာပူးပဲပြောပြောဒီဘရိုက်တန်နဲ့ပဲပြောပြောလီမန်စင်နာလီမန်ကန်တင်ရဲ့ပိုးကိုးတွေများတယ်ဒါပေမဲ့ကျွန်တော်ထင်တာကတော့ဒီပွဲမှာကအနောက်ကဘေးလော့ လုပ်ဖို့များတယ်အဲ့တော့ဒီလိုမျိုး delete ကိုသူကဒီဘက်ချမ်းကနေပြီးတော့ Jesus ကတက်ပြီးကတ်တဲ့အချိန်မှာသူ့အနေနဲ့ဒီလိုမျိုးပေးလို့ရတယ်ဒီဘက်ချမ်းကိုပေးလို့ရဘယ်ဘက်ပဲသွားတော့ပေါ့နော်လက်လက်ကျွန်တော်ယောလိုပေးလိုက်တယ်လက်စဲယောလိုပေးလိုက်ပြီဆိုလို့ရှိရင်မလုပ်လဲဆိုတော့သူက Jesus ကဒီလိုကတ်လာမယ်ပြီးွားရင် gift set gift white ကဒီလိုမျိုးထားတာမယ်အဲ့ဒါဘာကိုပြောလဲဆိုတော့ဘာလို့လုပ်ချင်လဲဆိုတော့သူကဒီခုနပြောတဲ့442ဒီလိုကတ်ချင်တာသူကတစ်ဖက်မှာဒီလိုစုထားတာဗျဒီလိုစုထားတာ ရှောင်းနိုင်ရဲ့အဓိကသူ defense လုပ်တဲ့ shape ကသူကတစ်ဖက်ကိုသူကအရင်ဆုံး combine လုပ်တယ်ဒီလိုမျိုးပေါ့နော်တစ်ဖက်ချောင်း combine လုပ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော် win နှစ်ဖက်ကတင်ပြီးတော့ထွက်လာမယ်လို့ကျွန်တော်ပြောတာ win နှစ်ဖက်ကအရင်စကားပြောမယ်ဆိုတာဒီဘက်အဲ့ကဲသူကသူကချင်းပြောနေရင်ဘောလုံးကိုဒီဘက်ချမ်းပါမယ်ဘောလုံးကိုထားတာဘောလုံးကိုအဲ့ဘက်ချမ်းကနေသူ force လုပ်ထားတာအဲ့ဒီအချိန်ဆိုတော့သူကပြောလို့ရှိရင်အဲ့ဒီသူ့ရဲ့ philosophy ရှင်းပြတဲ့အထက်မှာလည်းပြောရတယ်ပေါ့နော်သူကဘာလို့အဲ့လိုမျိုးဥစားပြတ်တာဆိုတော့ဒီဘက်လူကိုလွတ်ထားလဲဆိုတော့ ဘောလုံးသမားကသူ့ရဲ့ body ကို body language ပေါ့နော် body ကိုဖက်ပြီးတော့ဒီကောင်က guide 90 guide 80 guide 100လောက်သူကန်တင်ပါလားဆိုတာကြိုပြီးတော့တွက်လို့ရတယ်ကြိုပြီးတွက်လို့ရတယ်ဆိုတာဒီ guide 90 guide 80တွက်မယ်ဆိုလို့ချင်းဘယ်လောက်တော်တယ်ဘယ်လောက်ကောင်းတဲ့ဘောလုံးသမားပဲဖြစ်ဖြစ်ရွယ်ရာတွေအာယူရာတွေရှိတယ်အဲ့တော့အဲ့လိုမျိုးတွေကိုအမြင်နဲ့ကြည့်တယ်ပေါ့နော်သူ့ကစားသမားတွေကိုအမြင်နဲ့လို့ပြောတယ်ပေါ့အကယ်၍မင်းအဲ့လိုမျိုးတွေသူတို့စပြီးတင်တော့မယ်ဆိုတဲ့ပုံစံမျိုးကြည့်ပြီးဆိုလို့ရှိရင်ဒီကမာသားသမားတွေကစပြီးဒီဘက်ချက်ကပြန်ပြန် like ကတ်တယ်ဗျာ တင်ပြီးတော့မှတင်းတင်းတော့မှပြန်လိုက်ပြတိပတ်ချက်ကိုပြန်သွားလာမှာအဲ့တော့အရင်ဆုံးဒါမှမဲ့အဲ့လိုမျိုးမပြမဖြစ်ရင်အဓိကဒီလိုမျိုးနဲ့ဘောလုံးကိုဒီပတ်ချက်မှာသူကချင်းပြတော့တစ်ဖက်ချက်ကိုပို့တာဒီဖက်ချက်မှာဆိုလဲတပုံတန်တယ်ပဲလူရှော့ဆိုလဲသူကတစ်ဖက်ချက်နဲ့မှာပဲဘောလုံးကိုသူတိန်းထားတာအဲ့ဖက်ချက်နဲ့ပဲတိုက်ဆိုပြီးတော့တိန်းထားတာအဲ့တော့အများစုဖြစ်မှာတော့ကျွန်တော်တင်တာတော့ဒီဘက်လူရှော့ဘက်ကိုဖြစ်နေတယ် အမတ်နဲ့အံပွဲမှာပို့ပြီးပြေးလိမ့်မယ်ဟိုဘက်ချမ်းအောင်အဲ့တော့ဒီဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းမှာသူတို့ပို့ပြီးတော့ဘောလုံးကကစားတာများလိမ့်မယ်အဲ့တော့ဒီလိုတလော့လို့ပါတော့ねသူတို့ကဒီဘောလုံးဖိထားမှာပေါ့ဗျာအဲ့လိုမျိုးဆိုတော့ဒါမှမစီမစီတော့အဲ့တော့ဒီဘက်ချမ်းနဲ့အဲ့လိုမျိုးဖြစ်ပုံများတာဟိုဘက်ချမ်းเนาะအဲ့တော့အဲ့လိုမျိုးပို့ပြီးဖြစ်မယ်ပြောလို့ရှိရင်သူတို့ကဒီအဲ့ရာနေဘောလုံးကိုပြန်ပြန်မယ်ပြောလို့ရှိရင်ရလို့ရှိရင်အကေဘေးအဲ့မှာကောင်းတာအတိုက်ပေါ့နော် transition အမြန်ပေါ့အဲ့လိုမျိုးတိုက်နောက်တစ်ခုကကြတော့ဒီဘက်ချမ်းကိုအဲ့ခုနကျွန်တော်ပြောတဲ့ဂျားတွေနေပြီးတော့ အရန်ကစားသမားတွေကအရန် technical ကောင်းလို့ဆိုပြီးတော့သူတို့ရှုံးခဲ့တယ်ရှိတော့သူတို့အနောက်ကနေ low block တင်အောင်ရောက်လာတယ်ပေါ့နော်အဲ့လို low block နေရာမှာဆိုလို့ချင်းဒီပုံစံမျိုးတိုင်းကြာလာအဲ့တော့သူတို့ low block ကအရန် combine ဖြစ်တဲ့ low block ကျွန်တော်ပြောရကြည့်အဲ့ကြောင့်မို့ကျွန်တော်ခုနကတော့ ပြောတယ်ကိုညာနဲ့မောင်းဆိုလို့ရှိရင်ကိုညာကိုကျွန်တော်ကဘာလို့ဆိုတော့ကိုညာကအဲ့ line နေကြားတယ်ကဒီလိုမျိုးလှည့်ထွက်ဖို့ကျွန်တော်တိတ်ပြီးတော့မောင်းနေရှင်ဒီလိုရှိရင်မောင်းက position ယူတာပိုပိုကြီးကောင်းတယ်ဗျဟိုသူ့လိုကတ်နေတဲ့ကောင်ကိုခွာရတဲ့ position ယူတာပိုကောင်းတယ် space ဟိုနေရာရှာတာပိုကောင်းတယ်ကိုညာကတော့ဘောလုံးရတဲ့အခါမှာသူကဒီကြားတွေတွေကပြေးထွားမှာအဲ့ကြားတွေကလည်းပြေးထွားပြီးကန်ဖို့ဆိုတော့က အဲ့ပွဲမှာခက်ခဲနေမယ်ကိုညာကျွန်တော်ထင်တော့ချေမပေါ်မှာမဟုတ်ဘူးကိုညာတကယ်ကိုညာပါလာမယ်ဆိုလို့ရှိရင်ဒါပေမဲ့သူ့ရဲ့ဒီ off wall run တွေတော့ရှိတော့เนาะအဲ့တော့နောက်တစ်ခုကကြာလို့ရှိရင်ကျွန်တော်ခုနပြောသလိုပဲသူကဒီဘက် win နှစ်ခုဗျအဲ့ win နှစ်ခုကိုအရန်ကယူဆိုင်တယ်ဂျွန်ဒိုက်ကသူ့ရဲ့ကစားတဲ့ပုံစံကဘာလို့ဆိုတော့ဒီကစားသမားတွေသူတို့လုံးဝဘောလုံးကိုဒီလိုမပေးကြာအံပွဲမိုးလို့ပါလို့ဒီလိုမျိုးဘောလုံးထွက်တာကိုမပေးဘူးလုံးဝဒီကြားထဲကဘောလုံးမပေးအဲ့တော့ဒီကစားသမားလုံးဝအနောက်ထဲဒီကိုလိုက်တာအဲ့တော့အဲ့ဒီကြားရီရထွက်ဖို့အရန်ကယူဆိုင် အဲ့တော့ကျွန်တော်တို့မှာဒီနေ့အဲ့ဒီပွဲကဖြစ်နိုင်ရည်များတာကအဝေးခံဘောတွေများလာနိုင်မယ်အမွေမော်တို့ဒီကြားတွေကနေအဝေးခံဘောတွေများနိုင်မယ်ကိုညာတို့ဒီကနေပြီးတော့အဝေးခံတဲ့ဘောလုံးတွေများနိုင်မယ်ဆက်စကိုကိုကြောင်မလို့ရှင်တင်ပြီးတော့ခေါင်းတိုက်တာတွေများနိုင်မယ်အဲ့ဒီပွဲကတကယ်ကိုဂိုးသိပ်ပြေးမှာမဟုတ်ဂိုးလုံးဝကိုနည်းနိုင်မယ်အဲ့တော့ကျွန်တော်တို့ Manchester United ကအဲ့ဒီအချိန်မျိုးမှာဆိုလို့ရှင်သူတို့ရဲ့ကစားတဲ့ပုံစံကသူတို့ဘယ်လိုပြန်ပြီးတော့တိုက်မလဲအဲ့တော့သူတို့ဒီနေရာမှာဘောလုံးရသွားပြီ ဘောလုံးရသွားပြီဆိုလို့ရှိရင်သူတို့ကဘောလုံးကိုဒီကနေပြီးတော့ဒီဂျုံမျိုးပြိုင်ပြီးတော့ gaze point နဲ့ဒီ jason နဲ့ဒီလိုပြေးထွက်တယ်ပြီးသွားရင် passer and line တို့ကဒီလိုဘောလုံးရလို့ရှိရင်ဒီဘက်ချမ်းကိုပေးပြီးတော့ဒီလိုယူထွက်တာအဲ့ဒီအဲ့တော့အဲ့တော့အချိန်မှာ delete တို့ပြန်လိုက်မယ် yoro တို့ပြန်လိုက်မယ်ပြန်လိုက်မယ်ပြီးသွားရင်ဒီကနေပြီးတော့ passer and line တို့ကဒီကနေကန်ထည့်ရမှာပဲအဲ့လိုမျိုးကန်ထည့်တာပြီးသွားလို့ရှိရင်ဒီနေရာမှာဘောလုံးရနေတဲ့အချိန်ဆိုလို့ရှိရင်ဒီကောင်ကိုဒီလိုပြေးခိုင်းမယ်ပြီးသွားရင်အဲ့လိုကန်တယ်လားအဲ့တော့အဲ့ဒီအရာတွေ အရန်ကယူဆိုင်မှာရှင်းပြောလို့ရှိရင်ကျွန်တော် Brighton နဲ့အဲ sorry ကျွန်တော် Brentford နဲ့ပွဲမှာတော့ပုံစံမျိုးလေးလာလိမ့်မယ်အဲ့တော့အဲ့ကောင်နေအရန်ကယူဆိုင်ရမယ်ဒီကောင်တာပြန်ပေါက်တာတွေပေါ့နော်သူတို့အဲ့ forward run transition အရန်မြန်နေတာအဲ့တော့ combat ကစားမယ်ပြီးရင် transition နဲ့ပြန်ပြီးတိုက်မယ်အဲ့တော့ကျွန်တော် Manchester United ကကျွန်တော်ဘယ်လိုပုံစံနဲ့ကစားလို့ရမလဲကြည့်လိုက်အောင် မန်ချက်စတာယူနိုက်တက်ကဘယ်လိုပုံစံမျိုးနဲ့ကစားလို့ရမလဲဆိုတော့ကျွန်တော်ကပြောသလိုပဲဒလိဘောလုံးရလာတဲ့အချိန်မှာယော်ရိုးကိုဒီလိုမျိုးဘောလုံးပေးတယ်။အဲ့ဒီအချိန်မှာတကယ်အဓိကကစားသမားဒီအမ်ဘွယ်မိုရိုဒီကွန်ညာရိုဒီအမ်ဘွယ်မိုရိုကွန်ညာရိုကဘာလို့အဲ့လောက်ဒီအဓိကကစားသမားဖြစ်လဲဆိုတော့သူတို့ကဒီနေရာမှာနေနေလို့မရဘူးဗျ။သူတို့ကလုံးဝဘောလုံးဒီနောက်နောက်ထိကိုဆင်းလာပြီးတော့ဘောလုံးယူမှရမယ်။အဲ့လိုလုံးလိုက်ခြင်းအားဖြင့်ဘာဖြစ်သွားလဲဆိုတော့ဒီမှာဟန်ဆန်အန်ဒွိုင်းလိုက်မှလာမယ်။နီကိုဝီလျံဒီဒီလိုက်လာမယ်။မော်ရီလိုတို့ကဒီဒီလိုက်လာမယ်။ အဲ့ဒီဟာကစကားပြောမှာအဲ့ဒီအချိန်မှာဖြစ်သွားတဲ့ဟာကဘာလဲဆိုတော့ဒီနေရာကြီးပွင့်ထွက်နေရအဲ့နေရာပွင့်ထွက်လာမယ်အဲ့ဒီအချိန်မှာ Sasuke တို့ကဒီကြားထဲကိုပြေးထွက်လို့ရတယ်အဲ့ဒီဟာကအဓိကအဲ့တော့ဒီကစားသမားကအရှင်းပြောရင်မြားဖော်ထုတ်တာပေါ့နော်ဆွဲထုတ်တာအဲ့တော့အဲ့လိုဆွဲထုတ်တာတွေကအရန်ကြီးကြည့်မယ်ဒီမိပွဲမှာအဲ့လိုပုံမဲ့ကစား Memory လို့ထွက်လာမယ်ဘောလုံးကဒီလိုမျိုးထွက်လာမယ်အဲ့လိုမျိုးတစ်ချက်နောက်တစ်ခုကကြာလို့ရှိရင် အဲ့လိုမျိုးတစ်ဖက်ချမ်းမှာကဒီလိုမျိုးဖြစ်မယ်ဟိုဖက်ချမ်းမှာလည်းကိုညာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ပြီးတော့ဆက်စကောကဒီပကယ်ပေးလိုက်ပြောရလို့ရှိရင်ကျွန်တော်တို့ Brighton နဲ့ပွဲမှာတွေ့ရတယ်လို့ပဲ M ပွဲမိုကဟိုဖက်ချမ်းကနေဒီဖက်ချမ်းနေပြေးတာလေအဲ့ဒီအားလေးပါလာမှာပေါ့နော်အဲ့လိုမျိုးပြန်လာမယ်ဆက်စကောကဒီမျိုးထပ်ပြီးမြားပြီးထုတ်တော့အဲ့တော့ Milinkovic ကဒီလိုမျိုးနေမြားထုတ်သွားမယ်ဒီလိုမျိုးနေဆက်စကောကဒီဘက်ကိုပြေးသွားမယ်အဲ့ဒီအချိန်မှာ M ပွဲမိုကဒီကြားရတာပြီးထွက်လာတာအဲ့တော့ကွန်ညာတို့ကဒီကနေပြီးဘောလုံးရလာမယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်ကာဆီမေရိုတို့အရေးကြီးတယ်သူဆိုတာဒီအလဲနေရာကနေဘောလုံးတွေကတန်းထွက်လာအောင် ဘောလုံးနေရာဒီနေရာနေပြီးတော့တိုက်ရိုက်ဒီဒီလိုမျိုးတွေထွက်တာတွေဒီလားအယမ်းမြင်ရမှာကျွန်တော်ဘောလုံးနေရာဒီလိုမျိုးထွက်လာမယ်အမ်ပွဲမွားဒီအပွားနေပေးလာမယ်ဘောလုံးကိုဒီလိုဖြတ်ယူသွားမယ်ဆက်စကောကကြောက်ဒီလိုအပေါ်ဆွဲတင်သွားမယ်အဲ့လိုမျိုးပုံစံမျိုးတွေကျွန်တော်တွေးရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ခုနပြောသလိုပဲဒလိကဘောလုံးရမယ်ဒီဘက်ကလူရှော့ပြောမယ်ဘောလုံးကအဲ့လိုပြောပြီးရတဲ့ချင်းကျွန်တော်ခုနပြောလို့ရှောင်းတိုက်က442နဲ့ pressing လုပ်နေမယ်အဲ့တော့ဒီဘက်ချမ်းမှာဘောလုံးကရောက်နေကြမှာသူကလုံးဝ combat ဒီဘက်ချမ်းကိုရောက်လာအဲ့ဒီအချိန်မှာအဲ့ဒီကောင်ကဒီဘက်ချမ်းကြီးကပွင့်ထွက်နေတာ အဲ့တော့တို့ကကျွန်တော်ဂျုံကိုကုနာပြောဆိုလဲ body strike body language ပေါ့နော်လူရှော့ကနေပြီးတော့တန်းပြီးတော့ပေးမလားအဲ့ဒီအချိန်မှာကျွန်တော်ကုနာပြောသလိုတို့အခုချိန်မှာပါစင်လေးတွေကအယမ်းမြင်လာပြီ Manchester United က one touch မုန်းနေတယ်လို့တို့လူတွေအလွတ်လွတ်ရတာလို့ dummy run လို့ပေါ့နော်တယောက်ကပြေးသွားတယ်အဲ့ဒါကိုလွတ်ပေးလိုက်တယ်ဘောလုံးကအနောက်ကနေပါသွားတယ်အဲ့ဒါမျိုးလေးအဲ့ချိန်မှာ Casemiro ကဘာကြောင့်အရေးကြီးလဲဆိုတော့ဘောလုံးကဒီကနေပြီးဒီမျိုးကစားနေရတယ် Casemiro ကိုရောက်တဲ့အချိန်မှာ Casemiro မှာကျွန်တော်အားတာတဲ့ချက်ကတည်တဲ့အတိုင်းသူ့ရဲ့ range ပေါ့နော်ဘောလုံးကအဲ့ရနေပြီးတန်းထိုးတာပဲ အဲ့ဒီဘောလုံးကိုအဲ့လိုတန်းထိုးပြီးပြီးတော့ဒီအာမတ်တို့ဒီလိုမျိုးထုတ်ပေးတာတွေကအရန်ကြီးကြီးမယ်ကာဆမီရိုပဲဖြစ်ဖြစ်ဘရူနိုဖာနန်ဒက်စ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရင်းနဲ့ကစားပြောအရန်အရေးကြီးတယ်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲပွဲကလွယ်မလွန်နဲ့ခတ်မလွန်ပဲခတ်မလွန်နဲ့လွယ်မယ်ပွဲအဲ့လိုပဲကျွန်တော်ပြောချင်တယ်ဗျဒေါက်တာငါဖောရက်စ်ကကျွန်တော်ပြောသလိုပဲ philosophy ကိုနီးပြဖြစ်ချင်တဲ့နီးစနစ်ကိုအဲ့လောက်အသားမကျသေးဘူးလို့လည်းပြောလို့ရမယ်ပြောရမယ် ဒီဘက်ကကြတော့နီးပြဖြစ်ကျင်တဲ့နီးစင်တွေကိုစပြီးအသားကြလာပြီအဲ့တော့အဲ့ဒီဟာကအားတာသွားလိမ့်မယ် combat အရန်ကစားမယ်အနောက်တန်း low block အရန်ကစားမယ်လုံးဝသူတို့အမှားအလုံးခံမှာမဟုတ်ဘူးတပွဲလုံးကို Manchester United ကဖြည်းဖြည်းလေးနဲ့ position နေရလာမယ်အဓိကသူတို့မြှားထုတ်နိုင်ရမယ် transition အမြန်လုံးနိုင်ရမယ်အဲ့ဒါပဲအဲ့တော့ပွဲကပွဲမှာမဟုတ်ဘူးပြင်းစရာကောင်းတဲ့ပွဲကြီးတောင်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်မှရှိရဲကိုညာတို့အန်ပွဲမတို့ကသူတို့ခြေစွမ်းပြနိုင်နိုင်လို့ရှိရင်ကိုရလိမ့်မယ် ချင်းပြောလို့ရင်ပနေအေရီးယားအဆက်ကဖြတ်ကန်တာလေအဲ့ဒါမျိုးတွေကဝင်တာမျိုးတွေပြီးမတော်စရန်နေလွတ်သွားတာလေအဲ့ဒါမျိုးတွေရှိတာပြီဆိုလို့ရှိရင်တော့ကိုးများသွားနေမယ်စောစောစီစီကိုးဝေဝါလို့ရှိတော့ရှိရင်တော့မကိုးများသွားနေမယ်ဒါပေမဲ့ကျွန်တော်ရဲ့အမြင်နဲ့ပြီးလို့ရှိရင်တော်တော်များများပေးထားတဲ့ကျိုးစားကြေးတွေပါတယ်အကုန်လုံးရှင်ကြည့်လို့ရှိရင်ပွဲကစည်းစည်းသွားမယ်တေးရောင်ပေးထားတယ်ညာတည်လားတေးရင်မှန်ယူနိုင်ပေါ့နော်ဒါပေမဲ့တေးရင်ပေးထားတယ်ဒါပေမဲ့လည်းတလုံးတလုံးပဲ1.5တောင်မှ တိတ်မပေးဘူးဗျ1.5လောက်ပဲเนาะအဲ့တော့1ဇီးဇီးဖြစ်မယ်1ဇီးဖြစ်မယ်2.1တော့မဖြစ်ဘူးအဲ့လိုမျိုးပေးထားတာ1.1ဖြစ်မယ်အဲ့တော့2.0လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါအဲ့ဒါကတော့နည်းနည်းကိုယ်အတင်းပတ်နည်းနည်းပါသွားတာပေါ့เนาะအဲ့တော့9တော့9ပဲလွယ်မလို့နဲ့ခတ်မယ်ခတ်မလို့လည်းလည်းပဲပွဲကျွန်တော်ကတော့ ready ပဲနိုင်မှုပြပါတယ်တေးကတော့ကျွန်တော်မပေး Let's go